နိုင်ငံသားတယောက်နဲ့တညာလုံးအိပ်ဖို့တဲ့မိမတယောက်တောင်မှ yes နဲ့ no နှလုံးလုံးတော့ပြောတတ်တယ်တော်သူကြီးဒီအင်္ဂလိပ်မယားကလေးလေးအောင်ထအောင်ဝေးထားခဲ့တယ်မိမဖြစ်တယ်နိုင်ငံသားတိုင်းပြည်မှာနေပြီးတော့နိုင်ငံသားအဲနောက်ရေချင်းမှုနဲ့နှိစက်တဲ့အတွက်သူနားရပါတယ်နော်ဒီပေါ်မှာကျွန်မသူ့ပုပ်ပွေရတက်ကတာမဟုတ်ဥပမာတစ်ခုကိုညင်သားထင်တာရှိအောင်ကျွန်မဥပမာပေးတာဒါပေမဲ့ကျွန်မအရှင်းတို့ကိုထပ်ပြီးတော့ပြောချင်တဲ့အကြောင်းအရာကအခုကျွန်မတို့နိုင်ငံကောင်ဆောင်ရွှေရှောက်ထူသွားတယ်ဗမာလူပဲပြောတယ်မြန်မာလူပြောတော့ကျွန်မတို့မြန်မာလူအကုန်လုံးနားလေနောက်ထပ် ောက်ဆုံးနဲ့တောင်ငယ်တိုက်ပွဲအတွင်းမှာတဲ့တက်စကန်ချို့ကိုတရားလည်လေးကလက်လွတ်ခဲ့ရပါတယ်တဲ့အရေးပါတယ်တက်စကန်တွေကိုပြီးခဲ့တဲ့နှစ်လပိုင်းဖေဖော်ဝါရီလကုန်ထဲကစစ်တပ်ကပြန်သိမ်းသွားခဲ့ပါတယ်တဲ့ဒါက RFA ရသတင်း RFA ကိုပြည်ဖြတ်မီဒီယာကတော့မှဒီလိုမျိုးထုတ်ဖော်ပြောဆိုဝန်ခံလာပြီဆိုရင်တောင်ခမ်းမှာနောင်ချိုမှာပလောင်လေးဘလောက်ထိလှဖတ်လျှောက်ဖြစ်သွားလဲဆိုတာကခင်ဗျားတို့အနေနဲ့အထွေထွေပြောစရာမလိုအောင်သိရမှာဖြစ်တယ် ။ဟုတ်ကျွန်တော်ကအခုလာမယ်ဒီနောက်လာပါတော့လေးလာပိုင်းထဲမှာအလောင်းလေးနဲ့ကျွန်တော်တို့နဆခါဆူရနဲ့ဒူရီယာချင်းဆွေးနွေးပွဲရှိတယ်။ဆွေးနွေးပွဲမှာကိုကလင်းမီမှာအသာရှိယူထားမှဆွေးနွေးပွဲမှာထက်စီကပြောနိုင်မှာဖြစ်တယ်တွေ့ဒီထက်မကလက်ရှိမှာဆိုရင်တက်မတော်ဒီနောက်ဆိုကိုပြန်ပြီးထိန်းထုတ်ထားတယ်လို့မို့ကိုကိုဝင်းရဲ့ပိတ်ဆို့ထားပါတယ်။ကျွန်တော်ပလောင်လေးကိုလက်ဖက်ချောက်ဖြစ်အောင်နေနေနိုင်မယ်လို့ထင်တယ်။အချိန်တန်ရင်ရွှေသားသားရွှေသားတယ်။နောက်ထပ်တစ်ရင်တော့ ကောရီမှာတိုက်ပွဲပြင်းထန်နေပြီးတော့တဲ့ကော့ပိုရိတ်နဲ့ဂျိုင်းစစ်ကြီးကရွာတချို့ကိုတိုက်ပွဲမရှိဘဲနဲ့စက်ကောင်စီတပ်ကဖုံးကျဲနေပါရဲ့ဆိုပြီးတော့ပြီးပြည့်မိတိုင်းမှာရေးသားဖော်ပြကြတယ်။တစ်ချိန်လုံးအောင်စရာစစ်ကြောင်းပဲရောက်နေတယ်လေ။အောင်စရာစစ်ကြောင်းကို KNU ရဲ့တော်တော်ဆစ်စီကြီးကအနိုင်ယူခဲ့ပါတယ်ပြောပြီးတော့เนาะ ရောက်တွေကိုတိမ့်မှုအဓိကမဟုတ်ပါဘူး။နေပြီးတော့ကိုတိမ့်မှုကအဓိကပါဆိုပြီးတော့အခုကျတော့တိုက်ပွဲမရှိဘဲနဲ့စစ်တပ်ကပုံကျတယ်လို့ပြောတယ်။နော်။ဆိုတော့ဒီသတင်းကိုနားထောင်ခြင်းအပြင်ကရင်နေတာလပေါ်ရင်ဖြစ်နေပြီဆိုတာကျွန်မကရင်အလုံးမစုံတော့ KNU နဲ့နိုင်ငံနိုင်ငံတော်ကိုလက်နက်ကန်ပုံကန်နေတဲ့အကြမ်းဖက်တွေကိုဆိုလိုခြင်းဖြစ်တယ်။အထင်တန်ရင်ရွှေပါကရွှေပါပဲ။ဒီလိုမျိုးတိုက်ပွဲမရှိဘဲတိုက်ပွဲမရှိဘဲဆိုတဲ့စကားကိုလက်သုံးစကားအနေနဲ့တုံးလာပြီဆိုတဲ့ကအဲ့ဒီပြည်ဖက်မီဒီယာကြီးမှာသွေးလေခြောက်ထားပြီးတော့အိတ်မရတဲ့စိတ်တရားညနေပြီလို့ ျမမှတ်ချက်ပေးကြပါမယ်ကျမတို့ဒီစကိုင်းနယ်မကွေးမှာဒီနောက်25ပထမတလပိုင်းနဲ့ကစပြီးတော့ဒီခု3လပိုင်းထိတောက်ရှောင်းတမလို့ကနေပြီးတော့စက်တက်လေးထိတွေပါပုံပြီးတော့နှိမ်နေနေတယ်စကိုင်းမကွေးမှာကျမတို့တမလို့ဒီနော်အနေနဲ့စုံမှုမှုစိတ်ရဲ့အသာကြီးရနေတယ်ဆိုတာကျမတို့ပေါ်လွင်ပါတယ်အချိန်တန်တော့လေရွှေပါကရွှေပါပါပဲကျမပြောပါမယ်ဒီနောက်25ပထမ6လအတွင်းမှာစကိုင်းနယ်မကွေးမှာရှိတဲ့ကျောက်ပတ်တိတမလို့ကထိရောက်စွာနှိမ်နေနိုင်ပါလိမ့်မယ်နှိမ်နေနိုင်လိမ့်မယ်လို့လည်းကျမယုံကြည်ပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အချိန်တန်တော့ရွှေဘက်ကရွှေပါပဲလို့မပူးတူပြောပြလာတဲ့ရုပ်တံနဲ့အတူချောင်းဦးတွင်စီရင်နန်းကိုတိုက်ခိုက်မှုဒုဗိုလ်အပါဝင်၁၈ဦးဒေလက်နက်များရရှိတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ချောင်းဦးမြင့်မှုလမ်းပိုင်းတွင်စစ်ကောင်စီတပ်ဖွဲ့တံပြားကကားနှစ်စီးကိုတော်လိုင်းရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိငယ်ဒုဗိုလ်တဦးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦးသေဆုံးပြီးတနက်၁၀နှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း Changnyu People Defense Force ကမစ်စီမကိုပြောသည့်မုံရွာမြို့မှမြင်းမှုမျိုးတို့ထွက်ခွာလာသည့်အဆိုပါစစ်ကောင်စီရင်နန်းကို၆ဦးမြင်းမှုလမ်းပိုင်းတနေရာတွင် မလ၄ရက်နေ့ညနေ3:30မိနစ်ကတော်လန်ရေးတပ်ဖွဲ့များကအတင်းဆောင်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း6ဦးပြည်မတာဝန်ရှိသူတဦးကပြောသည့်တံပြားကားတွေကိုလက်နက်ကြီးနဲ့ထုပြီးတော့ဧကားတွေရပ်တန့်သွားတဲ့အချိန်မှာသူများတိုင်းတိုက်ခိုက်ခဲ့တာပါဟုတိုက်ခိုက်ခဲ့ပုံနဲ့ပတ်သက်ပြီး6ဦးပြည်တာဝန်ရှိသူတဦးကပြောသည် စစ်ကောင်စီတပ်ဖွဲ့ဘက်မှလည်းတိုက်ပွဲဖြစ်ပွားရနေရသူ6ဦးမျိုးပေါ်မှာလက်နက်ကြီးများဖြင့်အကြင်ရီတရားကြော်ပစ်ခတ်ခြင်းစစ်တပ်လေထီးများဖြင့်လာရောက်ကုန်းကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်6ဦးမျိုးပေါ်စစ်ကောင်စီအထိုင်စခန်းဖြစ်သောစိုက်ကွင်းရုံးနှင့်မြပလဲအထိုင်စခန်းတို့မှတရား20မမလက်နက်ကြီးဖြင့်တရား6ကြိမ်ပစ်ကူပေးခဲ့ကာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခမအင်ဂျင်တပ်လေထီးဖြင့်နှစ်ကြိမ်၄ကြောင်းပစ်ကူပေးခဲ့ကြောင်းသိရသည်ကျွန်တော်ဘယ်တော့မှမပြောဘူးဒေါ်လာ ဘူးဆိုကျမကလက်ဆောင်လေးပဲပေါ့နော်ဘုံမဲအာလူတိနေတယ်လူပြောနေတယ်ဆိုတဲ့သတင်းလေးကိုဒါကျမကရှုထောင့်ရင်မတူဘူး တခြားလူတွေနဲ့ရှုထောင်ခြင်းကွဲပြီးတော့အာတုံးတက်လေးပြောဆိုနေရှိပါတယ်ဆိုတော့အာဒီဒါလေးဒေါ်လာ၃မှာဂျမဲနဲ့ရုရှားသွားတဲ့ခင်းစင်ကြောင့်လို့အထူးသဖြင့်ပြောလို့ဘူးဒီဘက်မှာကျမအာမချက်ပြီးခြင်းတဲ့အကြောင်းကတခုပြန်လည်ပြီးတော့မျှဝေပေးခြင်းတဲ့အကြောင်းကတခုရှိတယ်အဲ့ဒါဗါလဲဆိုလို့ရှိရင်ကျမတို့နိုင်ငံကြီးတွေပြောဆိုမှုပေါ့နော်အာအာကျွန်တော်တို့နိုင်ငံကြီးကမြန်မာလူပဲပြောရပေါ့ဒီရုရှားသမ္မတနဲ့တွေ့ဆုံခြင်းမှာမြန်မာလူပဲပြောတယ်မြန်မာလူပြောတဲ့ခါကျတော့ကျမတို့မြန်မာတွေအကုန်လုံးနားလည်ကြတာပေါ့အထွေထူးကြီးဘာသာပြန်ချာမလို့နေတော့ကျမတို့အကုန်လုံးသူပြောတဲ့အမြစကားကိုအကုန်လုံးခရီးစေးတင်းတာတီးအိမ်နေကျမတို့အကုန်လုံးသိရတယ်ဒီပေါ်မှာကျမတို့အာကျမတို့နိုင်ငံခေါင်းဆောင်ပေါ်မှာတစ်ချက်တစ်ခါ ုပ်စုတွေကပုတ်ခတ်ကြတာပေါ့နော်။ဒါအင်းလေးလိုမပြောကြဘူးလို့ရရှာလို့မပြောတတ်ဘူးဆိုပြီးတော့ပုတ်ခတ်ကြတယ်။ဟာအမေဆိုဆိုရင်ဘယ်နိုင်ငံသွားသွားအင်းလေးစကားကိုခွင့်နေအောင်တက်တယ်။ဟုတ်ပါရဲ့ဒေါ်စုကြည်သေးလေးနိုင်ငံသွားသွားအင်းလေးစကားကိုခွင့်နေအောင်တက်တယ်။ဒါလက်ခံတယ်သူတော်ရဲ့။ဥပမာကျမမခွေးတွေရှိရဲ။တိတ်ဆိုရင်တက်တယ်။ဘာလို့လဲဆိုတော့တမအိမ်မှာမွေးတဲ့ခွေးတွေတမစကားကိုလာတယ်။ဥပမာချင်းအိမ်မှာမွေးတဲ့ခွေးတစ်ကောင်ကိုဖက်ခွင့်တိတ်လို့ပြောရင်တိတ်သူတမစကားနားမလဲ။ကရင်အိမ်မှာမွေးတဲ့ခွေးတစ်ကောင်ဒီ အခုလိုလာလာလာလို့ခေါ်သူနားမလဲဘူးခင်စကားပဲနားလေဘာကြောင့်လဲဆိုနာဘူးထမယ်နားရီဝါမှုဥပမာအဖြစ်စားရင်ပိုင်းခွင့်တော့ပါဒါကညင်သားထင်တာရှိအောင်ကျွန်မဥပမာပေးတာနော်ညင်သားထင်တာရှိအောင်ဥပမာပေးတာနိုင်ငံသားတယောက်လေတညာလုံးအိတ်ခုတဲ့မိမတယောက်တောင်မှ yes နဲ့ no နှလုံးလုံးတို့ပြောတတ်တယ်တော်စုကြည်ဒီအင်္ဂလိပ်မယားကလေးနှစ်ယောက်ထောက်အောင်ဝေးထားခဲ့တယ်မိမဖြစ်တယ်နိုင်ငံသားတိုင်းပြည်မှာနေပြီးတော့နိုင်ငံသားအော်နောက်ရေချင်းမှုနဲ့လူဆက်တဲ့အတွက်သူနားရီဝါတယ် เนาะဒီပုံမှာကျွန်မတို့ပုံပေးရတက်ခတာမဟုတ်ဥပမာတစ်ခုကိုမြင်သာထင်သာရှိအောင်ကျွန်မဥပမာပေးတာဒါပေမဲ့ကျွန်မရှင်းလို့ကိုထပ်ပြီးတော့ပြောချင်တဲ့အကြောင်းအရာကအခုကျွန်မတို့နိုင်ငံကောင်ဆောင်ရရှာဖို့တော့ရဲဘာမှလို့ပဲပြောရဲမြန်မာလူပြောတော့ကျွန်မတို့မြန်မာလူအကုန်လုံးနားလေဒီညမှာဥပမာကျွန်တော်အင်းကြီးချင်းနိုင်ငံတဲ့ကျွန်တော်အင်းကြီးနိုင်ငံအိန္ဒိယဒီနိုင်ငံနဲ့နိုင်ငံကြီးတကယ်ကိုမှကမ္ဘာအင်အားကြီးကမ္ဘာမှာတကယ်ကိုမှ new world order တကယ်ကိုဟောတာကြီးနော် new world order နိုင်ငံအိန္ဒိယကောင်းဆောင်ကြီးဘယ်နိုင်ငံမဲသွားသွားသူတို့အိန္ဒိယစကားကိုပြောတယ်အဲ့တော့သူတို့အိန္ဒိယစကားကိုပြောတယ်တေယော နော်ကျမတို့ကတရုတ်ကိုခေါ်တာပေါ့နော်ခါးခေါ်တာတော့ချိုင်းနာပေါ့ဆိုတော့တရုတ်နိုင်ငံခေါင်းဆောင်တွေဒီတရုတ်ရဲ့တကယ်ပုံမှာတကယ်ဒီတရုတ်သမ္မတအပအောင်လေတရုတ်သမ္မတနေပြီးအောက်ခြေကနေပြီးတော့ဒီနိုင်ငံခြားရေးဝန်ကြီးကြီးအဆသူတို့အထူးတန်တမန်နေကိုယ်စားလှယ်လေးတခြားနိုင်ငံခြားတိုင်းပြည်တွေကိုသွားတဲ့အခါသူတို့တရုတ်စကားပဲပြောတယ်သူတို့မတက်လို့ပြောတာမဟုတ်ဘူးနော်သူတို့ရဲ့အမျိုးသားရင်ချင်းမှုနဲ့သူတို့ရဲ့အမျိုးသားဘာသာစကားကိုမိခင်ဘာသာမိခင်ဘာသာစကားကိုသာသူတို့ပြောကြတယ်။အိန္ဒိယကောင်းဆောင်ဒီနိုင်ငံခြားခေတ်ဝင်သွားလို့နိုင်ငံခြားဘာသာစကားကိုသုံးနေရှိတယ်။တရုတ်ကောင်းဆောင်ဒီတခြားနိုင်ငံခြားတစ်ခုကိုနိုင်ငံခြားခေတ်ဝင်သွားလို့ တို့နိုင်ငံသားဘာသာစကားကိုပြောလို့ရှိရင်မိခင်ဘာသာစကားကိုလည်းပြောလို့ရှိရင်เนาะဒါကခမရတို့လူပေါ်ရင်မိပေါ်နေပြီဒီမိသားထက်သာရှိအောင်ကျွန်မအနည်းဆုံးဥပမာပေးရဖြစ်တယ် ဒီရုရှားနိုင်ငံနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုပေါ့နော်တရင်ထုတ်ပြန်ချက်တစ်ခုလည်းကျွန်တော်ဖတ်ပြပေးမယ်။ရုရှားမြန်မာဆက်ဆံရေးရာဒေတာတွေတည်ရင်မှုကိုချိန်ချောင်နေကြအောင်လေလူခွေးဆိုင်ရာပါလီမန်များအဖွဲ့ AP အိစာဖက်ရထုတ်ပြန်ပါလေ။ဆိုတော့ကျွန်တော်တို့အာရုရှားနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံနှစ်နိုင်ငံနော်။အာဒီထက်ပိုပြီးတော့နီးစပ်သွားမှာဒီထက်ပိုပြီးတော့ရှင်းနေသွားမှာကိုဟိုတပည့်ကမှတွေးလေ၆ချားပြီးတော့ဒူးတုံအောင်ကြောက်ကြတဲ့အဖွဲ့လေ။မြန်မာနိုင်ငံဒီရုရှားနိုင်ငံနဲ့မဟာမိတ်ဖြစ်ပြီးတော့ဒီထက်ပိုပြီးနီးစပ်သွားမှာကိုကြောက်ကြရဲ့အဖွဲ့ရပါပြောလဲဆိုတော့မြန်မာနဲ့ရုရှားရဲ့ဆက်ဆံရေးကဒေတာတွေတည်ရင်မှုကိုချိန်ချောင်နေကြအောင်လူခွေးဆိုင်ရာပါလီမန်အမှတ်များအဖွဲ့ကပြောဆိုပါတယ်။နော်ဆိုတော့အာအိတ်မရတဲ့ ယ်စိတ်ကြီးကြီးများနေများနေပြီ။ကျွန်တော်တို့မြန်မာပြည်ရေးကိုဝင်ရောက်ချဲ့လဲပြီးတော့ကျွန်တော်တို့မြန်မာပြည်ကိုကျွန်တော်တို့မှဒီစင်ကန်ချားခံဆဲဆင်နွှဲချင်တဲ့အနောက်ဥရောပနိုင်ငံတွေကကျွန်တော်တို့နိုင်ငံတွေမရှားနိုင်ငံတွေနှိမ့်ဆက်သွားလို့ရှိရင်မြန်မာပြည်တွင်ရေးကိုတို့လိုတလိုပုံသိမ်းပြီးတော့ချဲ့လဲလို့မရပါဘူးစိုးရိမ်နေတဲ့အတွက်အခုလိုတစ်ခက်လက်စကားတွေမျိုးပြောချင်းဖြစ်တယ်။ဒီစကားတွေကိုချိန်ချင်းအားဖြင့်ကျွန်တော်တို့နိုင်ငံတော်ပေါ်မှာဘယ်တော့မှမကောင်းချုံမပြုတ်ခဲ့တဲ့ဒီအမေရိကန်နဲ့တို့လက်ပါစီအနောက်အုပ်စုတွေအဝေးလေခြောက်ခြားနေကြပြီးတို့အိမ်မရတဲ့စိတ်ကြီးကြီးများနေပြီဆိုတော့ကျွန်တော်တို့သဘောပေါက်မှတ်ထားပါတယ်။နောက်ထပ်ဒီနေ့ပုံက တော်လိုင်းအားစုတွေကမှာအကွဲပြေးတွေဖြစ်ပြီးတော့ရန်သူအားရအောင်မလုပ်ဖက်နဲ့အားလုံးစူးစိညီညွတ်ကြဖို့တဲ့အန်ယူဂျီရဲ့ယာယီတမန်တော်ကလည်းရှိသွားတာတိုက်တော့မှာလေတဲ့ဆိုတော့ရှေ့မှာတို့ရောပီတီရဲ့တပ်ဖွဲ့ကိုဟာဖြုတ်သိမ်းတာတို့အန်ယူဂျီလောက်ကနေပြီးတော့ဘယ်ပီတီရဲ့ကနှုတ်ထွက်တယ်ညာပီတီရဲ့ကနှုတ်ထွက်တယ်ဆိုပြီးတော့ဖွဲ့တင်ပေါင်းစုံကတို့ချင်းချင်းဇက်ကောင်ကွဲလာတာကိုနော်အားလုံးကဝိုင်းဝန်းထောက်ပြတဲ့ခါကျတော့ဝေဖန်တဲ့ခါကျတော့ဒီပေါ်မှာဒီအန်ယူဂျီရဲ့ယာယီတမန်တော်လည်းရှိသွားတာပါပြောလေတော်လိုင်းအင်အားစုတွေအကွဲပြေးစလန်းတွေကိုရန်သူအားရအောင်မလုပ်ဖက်နဲ့စူးစိညီညွတ်ကြဖို့တိုက်တော့မှာလေတဲ့ဆိုတော့ ကျွန်မခင်ဗျားတို့တစ်ချက်ပဲယူမယ်တစ်ချက်ပဲပြန်ပြီးတော့ကောင်တာလည်းလုပ်မယ်တစ်ချက်ပဲခင်ဗျားတို့ပြန်ပြီးတော့မေးခွန်းထုတ်မယ်ပြီးခဲ့တဲ့တလပိုင်းတော့ကဒီအလူကြီးရဲ့ယာယီသမားဆိုရဲလက်ချီဝါသမားလက်ချီဝါကယာယီသမားဆိုတော့သမားကဘယ်လိုလဲမင်းဦးဝင်းမြင့်သမားကဘယ်လိုလဲမင်းလို့ရှိရင်ဦးဝင်းမြင့်သမားထပ်ကတိုင်းနေနေဘယ်လိုလဲမင်းတော့ဆန်းစုကြည်ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ဒီလက်ရှိအလူကြီးရဲ့အထိတ်ဆုံးမှာရှိတဲ့ခေါင်းဆောင်တွေဖြစ်တဲ့အတွက်လက်ရှိအလူကြီးရဲ့လုဆောင်မှုအကုန်လုံးကို န်နူဂျီရဲ့လှုပ်ဆောင်တဲ့ကောက်ဤဆိုရင်ဒီအချက်နှစ်ခုလုံးကိုတာဝန်ယူဖြေရှင်းပြီးခေါင်းခံရမှာဒီအဝင်းမြင်တဲ့တော်ဆက်ကြည့်ဖြစ်တယ်နော်ကျွန်တော်ဒီချမ်းမှာယာယီသမရလက်ချီဝါကဗမာလိုပြောခဲ့တာကအန်နူဂျီနေနေတဲ့အဝေးရောက်ဆိုးရလို့လို့မရပါဘူးတဲ့ဒါကြောင့်ပြည်တော်စုဝင်ကြီးတွေအကုန်လုံးမြမပြည်တဲ့ကိုပြန်လာပါဆိုပြီးတော့အဲ့ဒီသမရလက်ချီဝါကဖိတ်ခေါ်ခဲ့တယ်တလာပိုင်းနေရဖိတ်ခေါ်တာအခုဆိုရင်၃လပိုင်းရောက်လာပြီ၃လပိုင်းထိကြာသွားပြီသမရရဲ့ဇကားကိုဘသူကအလေးထားပြီးတော့မြမပြည်တွင်းထဲကိုပြန်ဝင်လာပြီးမြမပြည်မှာအစိုးရရုံးဆိုင်ပြီးတော့ကိုကိုကိုအစိုးရဖြစ်ရက်တီရဲတယ်လူဘယ်နှယောက်ရှိတယ် ကျွန်မမေးမိအဲ့ဒီသမရဆိုတဲ့ကိုတိုင်လူကိုတိုင်ကယာယီသမရဆိုတဲ့လူကိုတိုင်ကမက်ရှိမြန်မာပြည်တွင်းကိုပြန်လာရဲလာပြန်လာရဲရင်လက်ရှိမှာအဲ့ဒီသမရလက်ချူကမြန်မာပြည်ဘယ်နေရာမှာအစိုးရသမရရုံထိုင်နေတယ်လေသူ့ရဲ့ဖိတ်ခေါ်ချက်ရစိုးရအနုကြည်စိုးရပြည်အောင်လုပ်ဝင်ကြီးဘယ်နေရာမြန်မာပြည်တွင်းကိုပြန်လာတယ်လေကျွန်မဒီတစ်ချက်လေးပဲခင်ဗျားတို့ကိုမေးဖို့ပြန်ထုတ်မယ်နောက်ထပ်နောက်ကျွန်တော်လည်းတောင်ကတိုက်ပွဲအတွင်းမှာတဲ့ တက်စကန်ချို့ကိုတရားလဲလေးကလက်လွတ်ခဲ့ရပါတယ်တဲ့အရေးပါတယ်တက်စကန်တွေကိုပြီးခဲ့တဲ့နှစ်လပိုင်းဖေဖော်ဝါရီလကိုလည်းကစစ်တပ်ကပြန်သိမ်းသွားခဲ့ပါတယ်တဲ့ဒါက RFA ရတဲ့ RFA ကိုပြည်ဖြတ်မီဒီယာကတော့မှဒီလိုမျိုးထုတ်ဖော်ပြောဆိုဝန်ခံလာပြီဆိုရင်တောင်ခမ်းမှာနောင်ချိုမှာတလောင်လေးဘယ်လောက်ထိလဖတ်လျှောက်ဖြစ်သွားလဲဆိုတာကခင်ဗျားတို့အရင်လည်းအထွေထွေပြောစရာမလိုအောင်သိနေတယ်နော်ကျွန်တော်ကအခုလာမယ်ဒီနောက်လာပါတော့လေးလာပိုင်းထဲမှာပလောင်နေနဲ့ကျွန်တော်တို့နဆခါဆူရနဲ့ဒုတိယအချိန်ဆွေးနွေးပွဲရှိတယ်။ဆွေးနွေးပွဲမှာကိုကနင်းမီမှာအသာရှိယူထားမှဆွေးနွေးပွဲမှာထက်စီကပြောနိုင်မှာဖြစ်တယ်တွေ့ဒီထက်မကလက်ရှိမှာဆိုရင်တက်မော်ဒီနောက်ချိုးကိုပြန်ပြီးထ ုပ်ထားတယ်လို့မူကိုကိုဝင်းရံပိတ်ဆို့ထားပါတယ်ဆိုတော့ပလောင်နဲ့ကိုလက်ဖက်ချောက်ဖြည့်အောင်နေနေနိုင်နေမယ်လို့ထင်တယ်အချိန်တိုင်ရွှေသားသားရွှေပါတယ်နောက်ထပ်သတင်းတော့ပေါ်ရီမှာတက်ခွဲပြထန်နေပြီးတော့ corporate နဲ့ဂျိုင်းစစ်ကြီးကရွာတချို့ကိုတိုက်ပွဲမရှိဘဲနဲ့စက်ကောင်စီတက်ကဖုံးကျဲနေပါတယ်ဆိုပြီးတော့ပြီးဖြစ်မိတာရင်းမှာရေးသားဖော်ပြကြတယ်တစ်ချိန်လုံးအောင်စရာစစ်ကြောင်းပဲရောက်နေတယ်လို့အောင်စရာစစ်ကြောင်းကို KNU ရဲ့တော်တော်ဆင်ဆင်ကြီးကအနိုင်ယူခဲ့ပါတယ်ပြောပြီးတော့เนาะ ညောင်ရီကိုတိမ့်မှုအဓိကမဟုတ်ပါဘူး။နေပြီးတော့ကိုတိမ့်မှုကအဓိကပါဆိုပြီးတော့အခုကျတော့တိုက်ပွဲမရှိဘဲနဲ့စစ်တပ်ကဖုံးချိန်တယ်လို့ပြောတယ်။နော်။ဆိုတော့ဒီသတင်းကိုနားထောင်ခြင်းအပြင်ကရင်နေတာလဖုံးဟင်းဖြစ်နေပြီဆိုတော့ကျွန်မကရင်အားလုံးမဆုံးတော့ KNU နဲ့နိုင်ငံနိုင်ငံတော်ကိုလက်နက်ကန်ပုံကန်နေတဲ့အချက်ဖက်တွေကိုဆိုလိုခြင်းဖြစ်တယ်။အချိန်တန်ရင်ရွှေပါပါရွှေပါပဲ။ဒီလိုမျိုးတိုက်ပွဲမရှိတဲ့တိုက်ပွဲမရှိတဲ့ဆိုတဲ့စကားကိုလက်သုံးစကားအနေနဲ့တုံးလာပြီးဆိုတဲ့ကအဲ့ဒီပြည်ထောင်မီဒီယာတွေမှာတွေးလေခြောက်ချပြီးတော့အိတ်မရတဲ့စစ်တပ်ညရည်ညားနေပြီလို့ကျွန်မမှတ်ချက်ပေးကြပါမယ်။ နော်နောက်တစ်ခုတော့ဘုရားရှင်ရဲ့ဒီမိုးဆိုနောက်ဘက်ချမ်းဘောစက်ကောင်စီတက်ကလေချောင်းကနေပုံကျဲတယ်လို့ဲ့နော်ဒီချောင်းကနေပုံကျဲတယ်လို့အသေးခံဒရုန်းနေနဲ့လဲတိုက်ခိုက်နေတယ်ဒေသခံတွေကပြောပါတယ်ဲ့ဆိုတော့ဒီမိုးဆိုမှာဆိုလို့ရှိရင်လဲတက်မတော်ကနေမီတာစုရယူထားတယ်ဘုရားရှင်ရဲ့ဒီမိုးဆိုကိုလဲတက်မတော်ကအာထိမ့်ချုံနိုင်နေတယ်နောက်တစ်ခုကဒီရှမ်းကရနေဆက်ဖဲကုန်နဲ့မိုးပြင်းပါလဲတက်မတော်ကနေစကြောင်းထုတ်နေတယ်ဒီပြမီတာတွေမပြောဆိုခဲနဲ့ထိချန်ထားတာကဘုရားရှင်နဲ့ဘောလက်ခဲမှာကရအကြံဖတ်မာဝီမာဝီဆိုအားလုံးသိရနော်မာဝီနဲ့ကရအဲကရဗတ္တိ ကရားဗရက်တွေကရားဝက်ဦးချောင်းတွေဖြစ်သွားပြီးတော့ကရားခေါင်ကြီးဖြစ်သွားရည်ဆိုတဲ့ကြောင့်ဒီကြောင့်ရကိုတော့ထင်ကြန်ထားကြရင်မနေ့ကမတ်လ3ရက်နေ့4ရက်နေ့5ရက်နေ့ဒီ3ရက်စတိုင်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ကရားပြည်နယ်ဒီမော့ဆိုနယ်ကရားပြည်နယ်ပေါ်လဲခဲမှာမာဝီနဲ့ကရားဗတက်တီပြည်စင်းဆိုနယ်ပြင်ကုန်ကြပါလိမ့်နော်ဆိုတော့အခုလိုမျိုးပြည်ပြည်ကြတယ်မှာပြောမယ်စစ်တပ်ကလေးချောင်းကနေပုံချဲတဲ့ပြင်အသေးခံထုတ်မိပါတော့နေဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောနေပြီဆိုတဲ့ကတူတူမှာအိမ်မရတဲ့စစ်တပ်ညာတွေညာနေပြီတွေးလေခြောက်ခြားနေပြီဆိုတာကျမတို့သဘောပေါက်ရမှာဖြစ်ပါတယ်အချိန်တန်ရင်တော့ရွှေပါကရွှေပါပါပဲအထက်တကယ်ပေါ်ပြပြမယ် ာပေါင်းမှာခမာရ300ရှစ်ကာကင်စကန်တွေကိုအေအေနဲ့ဒေါ်လာရေးပူပေါင်းတက်ခွက်တွေကတိုက်ခတ်သိမ်းပိုင်နိုင်ခဲ့ပါတယ်တဲ့ဒီဖြစ်မိတာတွေမှာအဝဲခံနေကြတယ်ဒါပေမဲ့တူတူရဲ့စကန်သိမ်းတက်ခွက်ကတနအိမ်မကြောက်ဘူး24နိုင်မပြောနဲ့တနအိမ်တောင်မကြောက်ဘူး ာပေါင်းခမရ300ရှေကာကင်စလန်ကိုအေးအေးနဲ့ပြီးပေါင်းတယ်ဂျပန်ဖွဲ့နေလာပြီးတိုက်တယ်တိုက်တဲ့အချိန်မှာသူတို့ဘက်ကတာလုံရ300တွေတက်မတော်ကနေပြီးစကန်ဆွန့်လိုက်တဲ့ခါကျတော့ကာကင်စကန်ကိုသူတို့ရပြီဆိုပြောင်းမွေးခံတယ်ဒါပေမဲ့သူတို့ရတာကတနအိမ်မပြေးလိုက်ဘူးအဲ့ဒီစကန်ကုန်းပေါ်မှာအေးအေးနဲ့ပူပေါင်းအဖွဲ့တွေကသူတို့တိမ့်ပြီဆိုပြီးတော့အဲ့ဒီစကန်ကုန်းပေါ်ရောက်တဲ့ခါကျွန်တော်တို့တက်မတော်ကနေပြီးလက်လက်ချင်းနေနဲ့ဆက်မပြတ်ပြစ်လို့အေးအေးတွေတက်ခဲ့ဖြစ်ပြီးတော့ချက်ချင်းနဲ့ငင်ပြန်ပြီးဆုတ်ပြီးဆုတ်ပြီးတော့ထွက်ခွာပြေးလိုက်ရတာတနအိမ်မပြေးလိုက်ဘူးဒါပေမဲ့အဲ့ဒီတနအိမ်ရောက်မကြလိုက်ဖဲနဲ့တနအိမ် တနိုင်မပြည့်လိုက်တဲ့သူတို့ရဲ့အောင်ပွဲရဲ့နောက်ဆက်တွဲမှာတော့တာပေါင်းမှရှိတယ်ဒါခံနေတာအဲ့ဒီစစ်ရဲတန်းကိုစိုးရင်ထိတ်လန့်ကြောက်ရွံ့နေကြတယ်တာပေါင်းကလူတချို့မှာငါတို့တာပေါင်းမှာဟိုငါတို့ကြားကားလို့ဖြစ်တော်မှာလားငါတို့ချင်းမိနေကအနေထားလို့ငါတို့ဖြစ်တော်မှာငါတို့စကိုင်းတိုင်းလို့ဖြစ်တော်မှာဆိုရင်စိုးရင်ပုံမှန်မှုတွေရှိနေကြပြီဒီစတင်းရဲ့နောက်ဆက်တွဲအနေနဲ့နော်ပထမတော့ဒီတတိယဘာနဲ့တူလဲဆိုလို့ရှိရင်မကြီးစင်တဲ့ဘုံကြီး ချူတောင်ရံမျိုးစိမကြီးစင်ရောကူအေအေဖွဲ့ကအက်ခတ်သိမ်းမလိုက်ပါဘီအေအေဖွဲ့ကခြေကုတ်ယူလိုက်ပါဘီဆိုရင်ဒီတဲ့နေရာကြီးမှာပြောနေအခုတလားပြည့်ရဲ့တိုက်ပွဲတလားပြည့်ရဲ့အချိန်မှာကြတော့ဘာပြောလဲ AR တိုင်းမှာရွှေတောင်ရံမျိုးတင်မှာစစ်တပ်ကရဲ့ဘုံကျဲတဲ့အတွက်ဘာဒီမီးတောင်ပြားကြသွားပါရဲ့ဆိုပြီးတော့ကလင်တစ်ချက်ပြောမယ်ဒါကြောင့်မို့လို့အခုဆိုလို့ရှိရင်လေသူတို့ပြောရင်တာပေါင်းကခမရ300ရရှိကာကင်စကန်ကိုအေအေနဲ့ကူပေါင်းတပ်ဖွဲ့တွေတိုက်ခတ်သိမ်းပိုက်တယ်လို့သူတို့အောင်ဝဲခံတယ်နောက်ထပ်တလားလောက်ကြလို့ရှိရင်တာပေါင်းမှာစစ်တပ်ကလေးရင်နဲ့ဘုံကျဲလို့စစ်တပ်ကလက်နေကြီးနဲ့ပြစ်လို့ခြေရွာတွေမီးတောင်ပြားကြပါရဲ့ဆိုပြီးတော့ကလင်တစ်ချက်ပြောကြလိမ့်မယ်မယုံရင်စောင့်ကြည့်ပါဒါဒီအကြမ်းဖက်သမားတွေနဲ့ပြည်ဖြတ် က်မီတာတွေရဲ့လက်တော်စကားဖြစ်တယ်ဒီစကားတွေကကျမတို့ပြည်သူတွေချားထဲမှာနားယူဝါးပြီးတာဖြစ်တဲ့အတွက်ဒီစကားတွေတင်တဲ့ပြည်သူကိုတွေးခွဲနေခြင်းဖြစ်တယ်ဆိုတာကိုကျမတို့ပြည်သူတွေကသဘောပေါက်ဖို့လိုပါတယ်နောက်ဆုံးတင်ပြပို့ဒီကြောင်မှာအစကောင်ဒီတက်ကစစ်ကြောင်းထိုးနေတဲ့ပြီးတော့အရသာငါကိုပြစ်တက်ခံရပြီးနေအင်း900ကျော်မိရှုခံရပါတယ်ဆိုပြီးတော့ပြီးဖြစ်မိတာတွေမှာရေးသားဖော်ပြကြတယ်ဆိုတော့ဒီကြောင်မှာစစ်တက်ကစစ်ကြောင်းထိုးနေပြီးအရသာတွေကိုပြစ်တက်သွားတယ်နေအင်းနေကိုမိရှုသွားတယ်လို့ပြောတယ် ဲ့တဲ့တရက်နေတုန်းကမှရေတချိုးမှာစက်ကောင်စီစစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေကဂျားပြေတိုက်ခိုက်လိုက်တာဘူကြီးပါဝင်ကိုဦးတီပြီးကိုဦးအရှင်ဖမ်းမိပါရဲဆိုပြီးအောက်ဘက်ခံခဲ့ကြတာခင်ဗျားတို့ပဲစစ်ကိုလက်ရက်ခေါ်ရဲပြီးစစ်ကလာရရဲအခုစစ်လည်းပဲလာလဲလာတော့စစ်တပ်ကလာလို့ဆိုပြီးခင်ဗျားတို့မျက်ရည်ကန်ထုတ်ကြတယ် ဒီတရင်ကိုကြည့်ချင်းအားဖြင့်ကျမတို့ဒီစကိုင်းနယ်မကွေးမှာဒီကနောက်25ပထမတလာပိုင်းနဲ့ကစပြီးတော့ဒီခု3လပိုင်းထိတောက်ရှောက်တက်မလို့ကနေပြီးတော့စက်တက်လီထိတွေပါပုံပြီးတော့နှိမ်နေနေရယ်စကိုင်းမကွေးမှာကျမတို့တက်မလို့ဒီနော်နေနေဆိုးမှုမှုစိတ်ရအသာကြီးရနေရယ်ဆိုတာကျမတို့ပေါ်လင်းပါလေအချိန်တန်တော့လေရွှေပါကရွှေပါပါပဲကျမပြောပါမယ်ဒီနောက်25ပထမ6လအတွင်းမှာစကိုင်းနယ်မကွေးမှာရှိရယ်ကျောက်ဖက်တဲ့တက်မလို့ကထိရောက်စွာနှိမ်နေနိုင်ပါလိမ့်မယ်နှိမ်နေနိုင်လိမ့်မယ်လို့လည်းကျမယုံကြည်ပါတယ်